စတိယဒီကောင် online ကနေပြီးတော့ဟိုခိုးပေါက်ဒီပေါက်ကနေတိုးလာတဲ့တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစတိယခိုးတော့ပေါက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရထားလဲမသိဘူးဆိုပြီးတော့အခြားရှူတင်နေရသူတွေလည်းအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံတယ်ပြီးတယ်ပေါ့ဒီနေ့ကနည်းနည်းထူးဆန်းဆန်းလေးပေါ့ထူးဆန်းတော့ဒီတင်တုံးသားဆိုတဲ့ကာမာဒါကျွန်တော်ပထမဆုံး ဒီ online မှာနာမည်လေးနည်းနည်းလေးရပြီပထမဆုံးကင်မရာရှေ့ကိုစရောက်တဲ့ကားလေးပေါ့ဒီသင်္တုံးသားဆိုတဲ့ကားလေးอ่ะမမရာလေးအဲ့ဒီကားလေးဆိုတော့တော်တော်ကြာပြီကျွန်တော်၄နှစ်လောက်ဖြစ်သွားပြီပေါ့အဲ့ဒီကားလေးမမရာဆရာစရိယာကျွန်တော်အဲ့တော့ကျွန်တော်ပြုံးလေးမှာရိုက်ကြတာခေါ်လဲပြလဲပြီးတော့ကင်မရာလေးလုံးနဲ့ပထမဆုံးမမရာကျွန်တော်ပုံမှာပထမဆုံးစရိုက်ကတဲ့ဇလန်တွဲလေးပေါ့ဟုတ်ပြောပါဆိုတော့ဟိုအရင်တော့ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးရိုက်ခဲ့တဲ့ဇလန်တွဲလေးဖြစ်တဲ့အတွက်ပထမဆုံးသာထွက်ခဲ့မယ်ဆိုရင်တော့ အဲအရန်ဒေတာပူပြောရမှာပေါ့နော်ကိုကကျွန်တော်ရှင်းမှာမမရရုပ်ရှင်လေးတွေကလည်းသူ့နောက်မှာသူ့ရှင်းမှာအရင်လေးတွေထွက်ထားတယ်ဆိုတော့ဒါရုပ်ရှင်ထွက်ပြီးမှဒါလေးကအရင်အရင်ဆုံးရတဲ့ကနောက်မှာပြန်ထွက်လာတယ်ဆိုတော့အဲတမျိုးရေခုံစရာလေးတော့ဖြစ်မှာပါပထမဆုံးကြိုက်တဲ့ရတယ်ဆိုတော့ဒီဟာကလားဒရမာကလေးဖြစ်မှာအဲပုံစံလေးကတော့ကျွန်တော်တို့အဲ့နေ့တော့မမေရပဲကျွန်တော်ပြုံးနေမှရတော့သူဘယ်လိုပြောမလဲကန်ထွက်တီရိုက်ကြတာမဟုတ်ဘဲနဲ့ကျွန်တော် daily ပုံစံမျိုးတွေရိုက်ကြတဲ့အခါကျတော့ တယောက်ချင်းတစ်ယောက်ချင်းသူဖြတ်ပေးကြတာလေအဲ့တော့ကျွန်တော်ဘတ်ဂျက်အရာပေါ့နော်အဲ့လိုရိုက်တဲ့ခါကျကျွန်တော်တော့တော့ကျွန်တော်၃ရက်ကျွန်တော်တော့ရိုက်ပေးရတယ်၃ရက်ကိုကျွန်တော်နဲ့ပတ်သက်တဲ့စင်းနေစင်းနေအကုန်လုံးဖြတ်ပေးလိုက်ခါကျကျွန်တော်ဇက်ကိုတော့ပုံမလင်းလေးပြောရအောင်မသိဘူးပေါ့ဇက်ကအစလဲဆုံးတော့မသိဘူးဒါပေမဲ့ကျွန်တော်ကတော့ကလိုက်တာလေးကတော့ဟိုဇက်လက်ပေါ်သွားမှာဆိုတဲ့အဓိကဒီဇက်မှာရှိတဲ့ကျွန်တော်ကအလွဲကောင်လေးတယောက်အဲ့အဲ့လိုပုံစံမျိုးအတီပေါင်းနဲ့လွဲတဲ့ကောင်လေးတယောက်ပဲအဲ့လိုပုံစံမျိုးလေးနဲ့ရိုက်ရတယ်ပထမဆုံးစပြီးတော့အဲ့ဒီဇလန်တွဲလေးရိုက်မယ်ဆိုပြီးတော့ဆရာသတိကိုယ်တိုင်ဖုံးဆက်တယ်အဲ ဖုံးဆက်ပြီးတော့ပြောတဲ့အချိန်မှာဟုတ်ကောဟုတ်လို့လားလို့ကိုယ့်ကိုယ်ထင်တယ်တကယ်တကယ်ကြတော့ဆရာစတိကိုတိုင်းတကယ်ဖုံးဆက်တယ်ဆက်တဲ့ပြုံမှာအမှုပညာကြီးတောင်းမှုကြတော့ကျွန်တော်ပထမဆုံးစပြီးရိုက်ကြမယ်ဇလန်းတွဲလေးရုပ်ရှင်နဲ့ဇလန်းတွဲတွေလည်းမရိုက်ဘူးတဲ့ခါကျပတ်ဆက်ဘလောက်တောင်းလို့တောင်းမှလည်းမသိဘူးဒါပေမဲ့အဲ့ဒီအချိန်မှာဆရာစတိကဘယ်သာဆိုရင်ဘယ်လိုမျိုးတောင်းရမလဲဘယ်အရာဆိုရင်ဘယ်လိုမျိုးတောင်းရမလဲအခုဒါကတော့ငါဇလန်းတွဲဘယ်လိုဘယ်လိုဖြစ်တဲ့တော့မင်းကိုဘယ်လိုပေးမလဲဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာမှန်းထတာတက်လဲပို့ပြီးတော့အမှုပညာကြီးလည်းပို့ပေးတယ်ဆရာပို့ပေးပြီးတော့တခြားရိုက်တယ်ရိုက်တဲ့ပြုံမှာဖြစ်ကျင်တော့ ျွန်တော်တို့ရဲ့ဇလန်းတွေအတော်တော်တွေကိုဆရာကြည့်ထားတဲ့အခါကျတော့ဒီကလေးကိုချုပ်ထားလို့မရဘူးဆိုတော့ဒီလက်သီးရော open နဲ့မနမိုးလေးစရိုက်တော့ဟွတ်မရရလေအဲ့ဒီကကျွန်တော်တို့ကပြင်ဦးလင်ကောင်းဝင်ထဲမှာရိုက်ကြလာရလေရကောကျွန်တော်ကိုအဲ့တော့ကင်မရာလေးလုံးဝိုင်းပြီးတော့ထောင်းထားလိုက်တာကင်မရာတွေကဘယ်နေရာလေးတဲလို့တဲပဲမလဲအဲ့ဒီချိန်မှာဆရာသီးကကျွန်တော်ဘာပြောလဲဆိုတော့မင်း online မှာဖုန်းလေးတွေနဲ့ထောင်းရိုက်တယ်လို့ပဲလို့လက်လက်နဲ့လက်အချီရန်ပြောပုံစုံပုံအတိုင်းကိုလို့လက်လက်လုံးပြောခြင်းရတယ်ပြော အဆင်မပြေတဲ့အရာကြီးအတ္တကြမှာငါဖျက်ထုတ်လိုက်မယ်လွတ်လွတ်လပ်လပ်ပြုံးဆောင်မိညာဘက်ကိုလှည့်လဲပဲမိမျက်နှာကင်မရာမှာမလုဘူးဘယ်ဘက်ကိုလှည့်လဲမလုဘူးနောက်ဆုံး item power လို့နောက်ကြောင်းပြန်လှည့်လိုက်နောက်ကြောင်းပြန်လှည့်လဲမလွတ်အောင်လို့ငါကင်မရာတွေကိုမင်းကိုချိန်ထားပြီးတယ်ဆိုပြောတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကတကယ်ကင်မရာတွေဘယ်နေရာချိန်လို့ချိန်မှမသိဘူးအဲ့အချိန်မှာကျွန်တော်လွတ်လွတ်လပ်လပ်နဲ့အကောင်းဝင်းထဲမှာစပြီးရိုက်တာဘယ်သူမှလည်းအိုက်တာမပါဘဲနဲ့ကျွန်တော်ပထမဆုံးရိုက်တာပေါ့နော်ရတဲ့အချိန်မှာ အဆင်ပြေသွားတယ်လှုပ်ပေးတဲ့ဟာပေါ့ဆရာကြီးလှုပ်ပေးတာကျွန်တော်ဖွင့်ပေးတာလေးအဆင်ပြေသွားတဲ့ခါကျပြလိပြီးတော့ကျွန်တော်မော်နီတာ ပြန်ပြမော်နီတာလေးပြန်ပြလဲကင်မရာလေးလုံးဝမော်နီတာလေးကျွန်တော်ပြန်ပြလဲတလုံးမှကျွန်တော်မျက်နှာမလှုပ်ဘူးအဲ့ဒီအချိန်မှာဆရာကြီးစေတနာလေးကျွန်တော်မျက်ဝါးတင်နေတွေ့ရတယ်တွေ့ရတဲ့အချိန်မှာအဲ့မှာကျွန်တော်ဆင်းနေဆင်းနေဘူးပေါ့အရင်ကတော့ online ကနေသူကလာတဲ့ခါကျတော့ကလေးတိတ်မလုံနိုင်လာဘူးအလိုလဲကျွန်တော်ဖြစ်သွားခိုင်းအခြားအတ္တလေးတွေအခက်အခဲတွေ့ဦးမယ်ဆိုပြီးတော့ဆင်းလေးတွေအတန်းတန်းသုံးလေးတွေ ရှော့ချော့ပေါ်ပေါ်လေးလောက်တာပေါ့အဲ့မှာမနက်တပိုင်းလေးရိုက်တယ်ပြလဲပြီးတော့ဆရာဆင်းနေထပ်တိုးတယ်တိုးလဲပြလဲပြီးတော့မနက်6နာရီကနေစရဲတာညာ9နာရီခွဲတဲ့အချိန်ထိမမရဘူးကျွန်တော်ကြောက်ကြောက်နန်းစလို့အဲ့ဒီတစ်သပိတစ်သလဲတစ်သပိတစ်သလဲတစ်သပိလဲတယ်လဲတစ်သပိတစ်သလဲတော့ရိုက်အများကြီးပဲပြီးတော့လူတွေအများကြီးအခြားရိုက်ခွင်းရရှူတင်နေလဲစုံနေတဲ့ခါကျတော့စတိယဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့ တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစရိယာခုတော့ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရထားလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလည်းအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံတယ်ဘူးတယ်ပေါ့ကျွန်တော်တို့ရှူတင်ရမှာအချားရှူတင်ရလို့စုံတယ်စုံတဲ့ချိန်မှာဆရာကျွန်တော်ခေါင်းတစ်ခုလေးပြောလိုက်တယ်အဲရှေ့မှာလာကြည့်နေတာတွေကအဲအချားပညာရှင်တွေလည်းများတယ်သူတို့ရှိန်ပြီးတော့လွဲမှာမားမအောင်အကြောင်းနဲ့မင်းလွဲလို့မှားလို့ရတယ်ဘာကြောင့်မင်းကအသက်မင်းဘာလုပ်လဲဆိုတော့လာကြည့်နေတာက ဆိုပြီးဆရာကျွန်တော်ခွန်အားတွေပေးတယ်အဲ့ဒီကမှတ်မှတ်ရပဲအများကြီးပါပဲပြန်ပြောရင်မကောင်းတော့လို့အခြားရှူတရန်သူတွေလည်းကျွန်တော်အများကြီးလာကြည့်တယ်တနေ့ကောင်မှတ်မှတ်ရညာ9နာရီခွဲတဲ့အချိန်ထိအမာယွင်းယွင်းနင်းနေနေပြောင်းဆရာကျွန်တော်ရိုက်ပြီးတယ်အဲ့ဒါမှတ်မှတ်ရလေးပါပဲကျွန်တော်ပေါ့အဓိကတော့အရင်ကြီးတော့စိတ်မကောင်းတော့မဖြစ်ပါဘူးအဲ့တော့လေအဲ့ဒီစကားဘာကြောင့်ကျွန်တော် ပြန်ကြားလဲဆိုတော့အဲ့ဒီရိုက်နေတဲ့ရှူတင်မှာကကျွန်တော်အတိမိတ်ဆွေတွေကပါနေတာပါတဲ့ခါကျတော့သူတို့ကဆက်မိဆက်ပါလို့ပဲဖြစ်ပြောကြတာပေါ့ပြောကြရင်လည်း ့ဒီဘက်မှာကျွန်တော်ပြန်နားထဲမှာကြားလာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးနော်တချို့လောကကပြောတယ်အဲ့ဒါလေးစင်မကောင်းဖြစ်တယ်ပေါ့စင်မကောင်းဖြစ်တဲ့ခါကျကျွန်တော်ပူစူးစားပြီးလုပ်တယ်ဒါပေမဲ့ကျင်းသေးတယ်အမားရိအများကြီးဖြစ်နေမှာပဲဒီဇလန်တို့ကပထမဆုံးကျွန်တော်စရိတ်တာဖြစ်တဲ့တော့လေအများကြီးတော့ဖြစ်နေမှာပဲအထူးသဖြင့်ကျေးဇူးချင်တင်နေတာကဒီဇလန်တို့ရိုက်တော့ကိုညီထုတ်ခေါင်းအရန်ကျေးဇူးတင်တယ်။ဘာကြောင့်လဲဆိုတော့ဆရာကကျွန်တော်ကိုပြောချင်ရပြောဆိုပြီးလွတ်ပေးတဲ့အချိန်မှာကျွန်တော်ပါဇက်ကနေပြီးတော့တွတ်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 နဲ့ ထွက်သွားတာတွေအကိုကနည်းနည်းထိခိုက်နိုင်တဲ့ဟာမျိုးစကလုံးမျိုးတွေရှိတာကိုအကိုကပြုံးနေပြီလေပြောကျွန်တော်ဘာမှမပြောဘဲနဲ့အများကြီးကျွန်တော်ကူညီပေးတယ်ကူညီတော့ကောင်းအရင်ကျေးဇူးတင်နေပြီးတော့ဥခဏရင်သားကိုနေရကိုနေရကိုလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့ဒီကတနီကုံတုံးဆောင်တဲ့အချိန်မှာအခုမှပူပူနွေးနွေးမင်္ဂလာဆောင်နဲ့မဆိုးပြစ်မဆိုးပြစ်နဲ့တော့အရင်အစုံတော့မရှိဘူးဒါပေမဲ့အဲ့ဒီတော့အစုံတဲ့အချိန်မှာလည်းရီမမောလေးတွေနဲ့တွဲခေါ်တဲ့အတွက်အရင်ကျေးဇူးတင်ပါဟုတ်အဲ့လိုတော့ အရင်အစဉ်ပြောလို့မကောင်းလေအမှုပညာရှိပထမဆုံးဘယ်လောက်ရလဲဆိုတဲ့ခါကျတော့ဆရာအခြားသူကျတော့ဒီလိုပေးပြီကျွန်တော်ကျဒီလိုပေးတယ်အဲ့လိုလည်းဖြစ်နေမှာဆိုလို့